โอเคครับครับเนี่ยจนว่าอู13 4เจซ่า W ဖြစ်ပြီးတော့ဒလေ3စကား B9 နံပါတ်5ခါဝေးရဲ့ကျွန်တော်ဒါနမကြီးမင်းသားတယောက်ဖြစ်ခဲ့တယ်ဆိုရင်ကိုဂျပန်စကားအနေနဲ့လက်တန်းပြောမှာဖြစ်ပါတယ် Memories ကိုအပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူတင်ပါတယ် Comment Like and Share ပြုနေလဲဝိရဲ့ပြေကိုတောင်းဆိုပြရစီရှင်အဲ့တော့ကျွန်တော်ဒါနမကြီးမင်းသားတယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ကပထမဆုံးအနေနဲ့ကျွန်တော်ကိုဒီလိုအဲကုညီပေးခဲ့တဲ့လူတွေမိသားတယောက်ဖြစ်လာအောင်ပေါ့နော်ကုညီပေးခဲ့တဲ့လူတွေကျင်ကျင်ပေးခဲ့တဲ့လူတွေအဲလမ်းပေါက်ပေးခဲ့တဲ့လူတွေအားလုံးကိုကျွန်တော်ကအရင်ဆုံးအဲကျေးဇူးပြန်ဆက်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကပထမဆုံးလုပ်မယ်ပြီးရင်ကျွန်တော်ကအဲကျွန်တော်တော့အရင်ပေါ့နော်ဒီအနုကင်ရလေး အရင်းညာလောကဝင်လာခဲ့တဲ့လူတွေဒီလိုကျွန်တော်တွေ့ကျင်တယ်ပေါ့နော်ကျွန်တော်ရဲ့စီနီယာတွေဟိုအရင်နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ကျွန်တော်တွေ့ကျင်တဲ့အဲအဆိုတော်တွေဒါရိုက်တာတွေအကုန်လုံးနဲ့ပေါ့နော်အဲလူတွေတွေ့ကျင်တဲ့သူတွေအတူတူအမ်ရုပ်ရှင်စကားတွေကျွန်တော်အများရိုက်ကူးကျင်တယ်အဲကျွန်တော်သူတို့နဲ့ရှင်နှံငွေနိုင်နေဖောက်မယ်လို့ကျွန်တော်တွေးထားတယ်အဲ့တော့အမ်ကျွန်တော်နာမည်ကြီးမင်းသားဖြစ်မယ်ဆိုရင်ဘယ်လိုစကားတွေရိုက်မလဲပေါ့နော် အဲကျွန်တော်ကနမကြီးမင်းသားတယောက်ဖြစ်လာမယ်ဆိုရင်ဒီပုံလေးမှာပြတာလေးလူတွေတချို့သိရင်သိမှာပေါ့နော်အဲ့လိုလူတွေလိုမျိုးကျွန်တော်ကအဲ sci-fi mystery ကားမျိုးတွေကျွန်တော်ရိုက်ကူးခြင်းနဲ့အဲလူတွေကိုအဲ့လိုမျိုးတောင်တောင်မြင်းမြောက်တွေးတောပြီးတော့ပေါ့နော်ဒါဒီလိုဒါဟိုလိုဩအဲ့လိုပါလားဆိုပြီးတွေးလိုက်တွေးလေပိုကောင်းလာလေအဲ့လိုမျိုးစကားတွေမှာကျွန်တော်ရိုက်ကူးခြင်းနဲ့ကျွန်တော် horror ကားတွေလည်းဟိုရိုက်ကူးခြင်းနဲ့ပေါ့နော် အမ်ပြီးရင်ကျွန်တော်ကဒီမြန်မာနိုင်ငံမှာတင်မဟုတ်ဘူးပေါ့နော်။အကေကျွန်တော်နာမည်ကြီးမင်းအောင်ဖြစ်လာဆိုတော့ဒီလိုမျိုးမြန်မာနိုင်ငံမှာတင်မဟုတ်ဖြစ်နေအဲဒီကဘာကျော်တဲ့အချိန်မှာကျွန်တော်ရှေ့ဆက်ဆောင်ဖြစ်နေ။နောက်ပြီးရင်ကျွန်တော်အဲလိုအချိန်နာမည်ကြီးလာပြီအဲလိုမျိုးဒီကဘာကျော်လာပြီဆိုရင်ကျွန်တော်ရဲ့နောက်မှာတက်လာပြီလူတွေလေးတွေပေါ့နော်။သူတို့ကိုကျွန်တော်နမ်းပြပေးခြင်းလေ။သူတို့ကိုကြိုးတက်အောင်ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုပြောပြမယ်။ ဘလိုတွေလောက်ရမယ်ဒီလိုမျိုးမျိုးတွေစေတော့တိတ်တုံတွေကျွန်တော်မျှဝေပြီးခင်ဗျအဲ့လိုမျိုးတွေကျွန်တော်လုပ်တယ်အမ်ပြီးရင်ဟောဒီရုပ်ပြနဲ့ပါအတေးဆောင်တာမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုအတန်တေးဆောင်တာတွေပါကျွန်တော်လုပ်ကြည့်ခင်ဗျအဲ့လိုမျိုးပြီးရင်ဒီလိုမျိုးပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်ကဒီရုပ်ရှင်ရိုက်ကူးတယ်ဆိုတာကြတော့ အဲ့လိုကိုလက်လုံဆောင်မှာမဟုတ်ပဲနဲ့အတန်နေပါတယ်ပါကျွန်တော်အဲ့လိုရိုက်ကူးခြင်းအရှိတယ်ပေါ့နော်ကိုကိုတိုင်လည်းအဲ့လို animation တွေကြိုက်တယ်ပါကြတော့နောက်ပြီးရင်ကျွန်တော်ကဒီ current senior တွေအဲ့လိုမျိုးနာမည်ကြီးတင်းဝိုင်းအရော်ရော်ကြီးတွေအဲ့လိုမျိုးကျွန်တော်ရဲ့ရှေ့လျှောက်ရှိလာခဲ့တဲ့ senior တွေရဲ့ပြောစကားတွေကိုကျွန်တော်နားထောင်မယ်မျိုးဝင်မကြအဲ့လိုမျိုးလေးတွေကျွန်တော်စိတ်ကူးထားပါတယ် အဓိကတော့အဲ့ဒါပေါ့နော်ကျွန်တော်ကမျိုးကြီးမိသားတစ်ယောက်ဖြစ်လာမယ်ဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့အဲကျူးကျင်တဲ့ကျန်တဲ့ဆုံးအရင်ဆုံးအလိုမျိုးကျေးဇူးပြန်ဆက်မယ်ပြီးတော့ရင်ကျွန်တော်ကဘာပတ်မယ်လို့လည်းကျွန်တော်တွေးထားလေတော့ရှိတယ်အဲမိသားစုနဲ့ပေါ့နော်ကျွန်တော်ရိုက်ကူးရုံးရိုက်ကူးတော့နေရာအများကြီးရှောက်သွားပြီးတော့ကုမြောက်ကနေနေရာဒီမှာလည်းရက်ရောက်ရုပ်ရှင်ရိုက်ကူးကျင်တဲ့မြောက်ကနေနေရာအထက်မှာအတွေ့အကြုံတစ်တွေကျွန်တော်ရရှိကျင်တယ်လို့အဲကျွန်တော်တွေးထားပါတယ်ဗျာဟုတ်ကဲ့ ားထောင်ပြီးတာကျေးဇူးတင်ပါတယ်ဗျာ။